အားလုံးခုနှစ်သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့မနေ့ကတော့ဘိုးစနေဆိုပြီးတော့တင်ကြရတယ်ရေရည်လောက်ကြရပါတော့เนาะဒါပြီးသွားပြီဘိုးစနေဆိုတော့အခုထပ်မှပြီးတော့ဘာထပ်လာလဲဆိုတော့တစ်လေးလုံးပေါ့အင်ဂျင်နံပါတ်ခေါ်တာပေါ့เนาะ17ရက်17လကိုတစ်လေးလုံးဆိုရင်အင်ဂျင်နံပါတ်ဆိုပြီးတော့ထပ်ပြီးတော့ထူးကြတဲ့ရက်တည့်ပါပဲเนาะကနန်းလေးကဒါအင်မတန်မှကြီးပျော်ရှုပျော်ကောင်းတဲ့စိတ်ဝင်စားစိတ်ဝင်စားစရာကောင်းတဲ့ကနန်းတစ်ခုပါ ဆက်တစ်ဆက်တွေ့ဆိုတော့အမွာကနန်းလေးပေါ့နော်အဲ့တော့တစ်လေးလုံးကိုတို့အနောက်တိုင်းမှာတော့ဒါအင်ဂျင်နံပါတ်ခေါ်တာပေါ့နော်နတ်သမီးရဲ့နံပါတ်တဲ့နော်နတ်သမီးနံပါတ်တစ်လေးလုံးအဲ့တော့လက်ပြန်ဆိုရင်၁၁ရက်၁၁လာဆိုတစ်လေးလုံးပေါ့အဲ့တော့တစ်လေးလုံးအကြောင်းကိုနည်းနည်းပြောပြမယ်ပြီးတော့ဘာတွေထူးခြားလဲပေါ့နော်သူကအဲ့တော့ကနန်းကိုကြည့်တာနဲ့ရင်ထူးဆန်းထူးခြားတဲ့ကနန်းလေးတစ်ခုဖြစ်ပါတယ်အဲ့တော့မနေ့ကပြောသွားတဲ့ဒီ၉စနစ်တွေအကြောင်းကို ြောစရာလေးတွေလည်းလည်းကြံသွားရှိတယ်တော်တော်များများဒီ60နေရာဘာလဲဆိုရင်မသိကြဘူးအဲဆရာတွေကခိုင်းလို့တာဟိုဟာလောက်ဒီဟာလောက်ပါဆိုခိုင်းလို့တာလောက်ကြတာအဘာလဲ60နေရာဘာလဲဆိုတော့တော်တော်များသိပြီးသားဖြစ်မှာဟာနော်60နေမြမအယူဆမှာဂမ်မီယာနဲ့ပတ်သက်တာနော်အဲ့တော့မသိသေးတဲ့လူလည်းသိသွားအောင်လို့ပြောပြမှာဖြစ်ပါတယ်60နေဆိုတာအရင်ဆုံးကျွန်တော်တို့စနေဆိုတော့အကြောင်းအရာကိုပြောအောင်လူတွေမှာအဲ့စနေကြိုဝင်ရင် စနေတက်ရအောင်တော်တော်ဒုက္ခရောက်တယ်ဘဝပြတ်တယ်နော်အဲ့တော့အယံကိုတတိထားရတယ်ကျူစနေကျူအမဇာတာနယ်ပဲတွတ်တွတ်နတ်ခတ်နယ်ပဲတွတ်တွတ်တို့တက်ရောက်နယ်ပဲတွတ်တွတ်ဂျိုးအိမ်နယ်ပဲတွတ်တွတ်အဲ့တော့စနေကျူဝင်ပြီးဆိုတာနဲ့ကိုဘဝတွေပြတ်ဒုက္ခရောက်တွေရောက်တယ်နော်ချစ်ခင်တဲ့သူတွေနဲ့ကွဲတယ်စင်းရဲဒုက္ခတွေကစနေကျူနဲ့ပတ်သက်တယ်နော်စင်းရဲဒုက္ခတွေစင်းရဲဒုက္ခတွေငိုကြွေးခြင်းတွေအစင်မပြေမှုတွေဒုက္ခတရားတွေကစနေကျူနဲ့ပတ်သက်တယ်ဆိုပြီးယူရှိတယ် ပြီးတဲ့အခါမှာကိုကိုကဟုတ်ပြီကိုဆိုတာတော့ဂုံတော်ကိုပါကနန်းထဲမှာဆိုအကြီးဆုံးပဲနော်ကိုကနန်းဆိုတာဘာသာရေးနဲ့ပတ်သက်တဲ့ကနန်းအဲ့တော့လော်ကီထွက်ရလန်းနဲ့ပတ်သက်တဲ့ကနန်းကိုကနန်းနော်အဲ့ကိုကနန်းကဘာနဲ့ဘလောက်ပဲမြောင်မြောင်ကိုပဲပြန်ရတယ်ကိတ်လို့လည်းခေါ်တယ်ရွှေလို့လည်းခေါ်တယ်အဲ့တော့စနေကိုအစိုးတွေကိုနိုင်နေနှိမ့်နေတဲ့ဓာတ်ဖြစ်ပါလေနော်စနေကျွဲဘေးဆိုးဒုက္ခဆိုးတွေကိုကိုဆိုတဲ့ကနန်းနဲ့နော်နှိမ့်နေနှိမ့်နေတဲ့ဓာတ်ဖြစ်ပါ နောက်တစ်ချက်ကအဲ့မှာကိုကရိုးရိုးကိုမအင်္ဂလိပ်လိုပါကိုဖြစ်နေတယ်အင်္ဂလိပ်အယူဆမှာကြတော့ကိုကနန်းကိုအင်္ဂါဂျိုကစိုးမှုပါတယ်နော်အဲ့တော့မြမဘေရင်လောမြမဘေရင်လောကမှာလေသတိထားရတဲ့ဂျုံနှလုံးရှိတယ်အဲ့ဂျုံနှလုံးကိုနိုင်နေရင်အဲ့လူကជីပွားတုတ်တက်မှချမ်းသာမယ်အင်္ဂါဂျုံနဲ့စနေဂျုံပေါ့နော်အဲ့ဂျုံနှလုံးကအရေးကြီးတဲ့အထူးသတိထားရတဲ့ဂျုံဖြစ်တယ်အဲ့နှစ်ခုကိုသတိထားရမှာဖြစ်ပါတယ်အဲ့တော့အင်ဂျယ်နံပါတ်1လေးလုံးပေါ့နော်တေကနန်းလေးလုံး ဲ့ဒီတက္ကနန်းလေးလုံးအကြောင်းပြောတဲ့ခါမှာပထမဦးဆုံးတက္ကနန်းဆိုတဲ့သဘောတဘာဟောပါကျွန်တော်တို့စတင်ချင်းပေါ့နော်ထိတ်ဆုံးကခဏဦးစည်းဦးဆောင်ခဏခေါင်းဆောင်ခဏဖြစ်ပါတယ်အဲ့ဒီခဏရဲ့စွမ်းအင်ကနေမင်းကိုကိုးစားပြုတဲ့အတွက်နေနဲ့ပတ်သက်တဲ့စွမ်းအင်တိတ်ထီတွေရှိတယ်နော်အဲ့တော့သူ့မှာဘဝနဲ့ပတ်သက်တဲ့နော်အသက်ရှင်သန်ခြင်းတွေအလင်းရောင်တွေ energy တွေကိုအပြည့်အဝပေးတဲ့ခဏမျိုးဖြစ်ပါတယ်အဲ့ဒီဂျိုကိုကိုးစားပြုတဲ့ဂျိုဖြစ်ပါတယ်ဥပမာတရက်နေမွေးတဲ့သူဆိုရင်လည်းသူ့မှာက ီထွန်ဖန်တီးတတ်တယ်အသက်ဆိုင်နေလောက်တတ်တယ်စိတ်ကူးစိတ်တန်အသက်တွေပေါ်ပေါက်တတ်တယ်နော်ခေါင်းဆောင်ကနန်းအကြီးကဲတွေခေါင်းဆောင်တွေဖြစ်တတ်တယ်ကနန်းထဲမှာပါတယ်တက်ကနန်းတွေကတာဝန်ယူတတ်တယ်တာဝန်ယူရဲတယ်ဟုတ်လားအဲ့တော့တက်ကနန်းလေးလုံးဖြစ်လာတဲ့အတွက်နေမင်းရဲ့တက်တီနေမင်းရဲ့စွမ်းအားတွေပို့ပြီးတော့ရရှိလာမှာဖြစ်ပါတယ်အင်ဂျင်နံပါတ်၄လေးလုံးဟာအဲ့တော့ကဘာတွေလုံးလို့ရလဲဆိုရင်အဲ့ဒီနေ့၁၇နှစ်ပဲဖြစ်ဖြစ်နေကင်း၁၇နှစ်ပဲဖြစ်ဖြစ်ည၁၇နှစ်ပဲဖြစ်ဖြစ်နော် ไอ้ศาสนาကြီးတွေမရဘူးဆိုရင်လည်းကိုအဆင်ပြေတဲ့အချိန်လို့ပေါ့အဲ့တော့ကိုเนี่ยပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ကိုကိုပဲတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဘုရားတွေရှိမှဆူတောင်းရင်လည်းရတယ်တမန်တော်တွေရှိမှဆူတောင်းရင်လည်းရတယ်အဓိကတမန်တော်တွေเนาะလက်ချိတ်ဆက်တဲ့ကဏ္ဍမျိုးပေါ့တမန်တော်တွေရှိမှဆူတောင်းလည်းရတယ်ဗုဒ္ဓဘာသာတွေအနေနဲ့ဆိုရင်လည်းတမန်တွေကနတ်ကောင်းတဲ့မြတ်တွေတော့မိမိနဲ့ပတ်သက်တဲ့မိမိနဲ့သက်ဆိုင်တဲ့เนาะကိုကိုပဲတဲ့ဟလာပထမဆက်ပုံကိုတွေနဲ့ရှိမှလည်းဆူတောင်းလို့ရတယ်ဆူတောင်းတဲ့အခါမှာ အမွေးတိုင်းလေးထွန်းတာပေါ့နော်ဘာမှတော့လူစရာမလိုလူပဲပစ္စည်းကတော့ကိုလူကျင်တာလူမှာဖြစ်မနေအမွေးတိုင်းလေးထွန်းတာနော်အဲအမွေးတိုင်းသုံးလို့မရတဲ့သူတွေကြောင့်ရေမွေးတွေဖြန်တာပဲမှာထိုင်ပြီးတော့သေချာဆူတောင်းမယ်အနည်းဆုံး5မိနစ်လောက်ပေါ့နော်5မိနစ်10မိနစ်လောက်ဆူတောင်းရင်လည်းရပါတယ်နော်ယုံကြည်တဲ့သူတွေပြုလုပ်နိုင်ပါတယ်မယုံကြည်တဲ့သူတွေကတော့ကြော်သွားလို့ရပါတယ်ဒါကျွန်တော်သိထားတာလေးကိုဝေမျှပေးတာဖြစ်ပါတယ်အဲ့တော့အဆက်အသွယ်ပြနေတဲ့သူတွေဆိုရင်အဆက်အသွယ်ရလာနိုင်တယ်ကိုယ်လုံငန်းအတွက်အကြံအစီတွေးခေါ်တွေပေါ်ပေါက်လာနိုင်တယ်เนาะ ိမ်ထူကြတဲ့အိမ်မက်ကောင်းတွေမှတ်နိုင်တဲ့အိမ်ကောင်းတွေမိကောင်းတွေရနိုင်ပါတယ်အဲ့လိုပဲတေကနန်းလေးလုံးမှာမွေးတဲ့သူတွေရှိတယ်ထူးကျွန်တဲ့စာရေးဆရာတွေနော်အဲဆန့်ပေါ့နော်ဆန့်ဒီစတမအာယုံအကောင်းတဲ့သူတွေများပါတယ်တစ်လေးလုံးလေးလုံးထက်တယ်အဲ့တော့ကဘာကျော်လက္ခဏာဆရာကြီးကင်လို့ဆိုရင်တရက်17လ1862ခုနှစ်မှာမွေးတာဖြစ်ပါတယ်။အဲဆိုင်းဆရာကြီးဂျားနေကျော်ဥချစ်မောင်ဆိုရင်လည်း19ရက်တလ1923ခုနှစ်မှာမွေးတာဖြစ်ပါတယ်။အဲ့တော့ကဗျာဆရာတင်မိုးတို့အရန်လေးစားရတယ်နော်။19ရက်17လ ုံးခုနှစ်မှာမွေးပါမွေးတာဖြစ်ပါတယ်တက္ကနန်၄လုံးပေါ့နော်အဲ့တော့၁၇ရက်၁၇လမှာမဟုတ်ဘူးအင်္ဂလိပ်အခုမှာတက္ကနန်၄လုံးပါရလဲလို့အစွမ်းသိတိအစွမ်းတက်တိတွေရှိတယ်သူတို့မှာကဒီစတ္တမအာယုံလို့ခေါ်တယ်ဒီစံအရန်ကောင်းတယ်နော်စိတ်ကောလူရောအားသုံးခွန်တိုင်လောက်တတ်တဲ့သူတွေဖြစ်ပါတယ်အဲ့တော့ကိုယ်နဲ့ပတ်သက်တဲ့ပုံကိုယ်တွေပထမဆုံးပုံကိုယ်တွေမမြင်ရတဲ့ပုံကိုယ်တွေရှိရတယ်ဆက်သွယ်ရအောင်မက်ဆေ့ချ်ရအောင်ကွန်ဒရှင်တွေရအောင်အဲ့ရက်မှာဆူတောင်းပါအတိတ်ထံပြုပါနော်အားလုံးကနေသားကြီးများအားလုံးကျမ်းမာ ချမ်းသာကြပါစေ